မင်္ဂလာပါရှင်ဒီဇမလာရှေ့ရဲ့တနင်္လာနေ့အတွက်ရှင်ကုန်းရေလှလှရှရှရန်ကုန်တရီများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ EV မော်တော်ယာဉ်စေယုံကိုသိပ္ပံနေနီးပညာဝန်ကြီးဌာနဒုတိယဝန်ကြီးရောက်ရှိလေ့လာတဲ့တင်ဖြစ်ပါတယ်။ပြည်စစ်တုံးရင်နဲ့ဆက်ဆက်ဖြစ်စီများတည်တည်တနာဖွံ့ဖြိုးရေးနဲ့ ီးပညာပြန်ပွားရေးလုပ်ငန်းကော်မတီနဲ့စံသစ်တီထွင်မှုနဲ့ Digital တက်ပညာမြင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌသိပ္ပံနေနီးပညာဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာအောင်စရာဦးဆောင်နဲ့မြန်မာကိုယ်စားလှယ်ဖွဲ့ဟာဉာဏ်ရည်တုနီးပညာနှိနှောဖလဲဝဲကိုတရုတ်နိုင်ငံတွင်တရောက်နေပြီးဒီဇင်ဘာ6ရက်က YouTube မြို့ရှိဦးလင်းကုမ္ပဏီ EV မော်တော်ယာဉ်ထုတ်လုပ်ရေးဆိုင်ကိုရောက်ရှိလေလာကြောင်းသိရပါတယ်။ အဲ့လိုလေးလာရတွင်စက်ယုံအတွင်စံသစ်တီတွင်ထားတဲ့ဉာဏ်ဤတုနီးပညာသုံးကျုံးပုံစံလမ်းကြောင်းတွင်ရွေးရှားသွားနေတဲ့ EV မော်တော်ယာဉ်များထုတ်လုပ်နေမှုကိုကြည့်ရှုလေ့လာကြပါတယ်။အဆိုပါစက်ယုံမှာတာဝန်ရှိသူတွေက EV မော်တော်ယာဉ်များကို10မိနစ်တစီနှုန်းဖြင့်အလိုအလျောက်ထုတ်လုပ်နေပုံကိုရှင်းလင်းပြသကြောင်းနဲ့ဒုတိယဝန်ကြီးကပူပေါင်းဆောင်မှုများလှုပ်ဆောင်ရန်ဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ဂျေရှွာဗန်ကကမ္ဘာချန်ပီယံအလက်ဇန္ဒားဘရန်ဒိုဂျာကိုအနိုင်ယူပြီး UFC Flyweight တန်းကမ္ဘာချန်ပီယံဖြစ်လာတဲ့တွင်ဖြစ်ပါတယ်။မြန်မာပြည်နယ်ပွားချန်တိုင်းရင်သာလူငယ်အားကစားသမား Joshua Van က UFC Flyweight တန်းကမ္ဘာချန်ပီယံဖြစ်အနိုင်ရရှိသွားတယ်လို့သိရပါတယ်။ဒီဇင်ဘာ9ရက်အမေရိကန်ပြည်ထောင်စုမှာကျင်းပတဲ့ UFC ရဲ့ Flyweight တန်းကမ္ဘာချန်ပီယံ Alexander Brandoja ကိုအနိုင်ရရှိပြီး Flyweight တန်းချန်ပီယံကပတ်ကိုအနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ပြိုင်ပွဲတွင်ကမ္ဘာချန်ပီယံ Alexander Brandoja မှာလက်ကျိုးသွား၍ဆက်လက်မရှင်ပြိုင်နိုင်လို့ပဲ အရှုံးပေးလိုက်ရခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပြီးမှာကတော့ KBZB MM2R ငွေလက်ခံဝင်ဆောင်မှုအတွက်ဒီဇင်ဘာ share ကစပြီးနှုတ်ထားပြောင်းလဲသတ်မှတ်သွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ KBZB MM2R ငွေလက်ခံဝင်ဆောင်မှုအတွက်ဒီဇင်ဘာ share ကစပြီးနှုတ်ထားပြောင်းလဲသတ်မှတ်သွားမယ်လို့သိရပါတယ်။ KBZ ပေးပတနာကုန်တဲ့အကောက်က MMQR ငွေလက်ခံဝင်ဆောင်မှုတွေအတွက်လက်ရှိသက်မှတ်ကောက်ခံနေတဲ့ MTR နှုံထားကနေ3.5ခိုင်နှုန်း MTR နှုံထားကိုပြောင်းလဲသက်မှတ်သွားမှာဖြစ်ကြောင်းနဲ့အခုလိုပြောင်းလဲတာကို2025ခုနှစ်ဒီဇင်ဘာ10ရက်နေ့ကစတင်ပြီးပြောင်းလဲသက်မှတ်ကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။